အရှုနာစင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရယ်ဒီကနေ့ဖတ်ရှုနာစင်ရမယ်နှုတ်ကပတ်တမချမ်းသာတော်မြတ်ကတော့ဟဘကုအနာဂတိကျမ်းအခန်းကြီး1မှဇေဖနိအနာဂတိကျမ်းအခန်းကြီး3အထိဖြစ်ပါတယ်ဟဘကုအနာဂတိကျမ်းအခန်းကြီး1ပရောဖက်ဟဘကုခံရသောဗျာဒိတ်တော်အချက်ဟူမူကားအိုထာဝရဖျား ကိုတော်ဒီကြားတော်မမူဘဲအဘယ်မျှကာလပတ်လုံးအကျွန်ုပ်အော်ဟေရပါမည်နီကေတင်တော်မမူဘဲအကျွန်ုပ်သည်အာရမအမှုကိုခံ၍ရှေ့တော်၌အဘယ်မျှကာလပတ်လုံးအော်ဟေရပါမည်နီမတရားသောအမှုကိုအကျွန်ုပ်အားအဘယ်ကြောင့်ပြတော်မူသနည်းအာရမအမှုကိုအဘယ်ကြောင့်မြင်စေတော်မူသနည်းလူယူခြင်း နိုင်ထက်ပြုခြင်းအမှုသည်အကျွန်ုပ်ရှေ့မှာဘဲကြောင့်ရှိရပါသနည်းညင်းခုံခြင်းရန်တွေးခြင်းကိုလည်းအဘယ်ကြောင့်လူခြင်း ပြုရပါသနီတို့ဖြစ်၍တရားရော့ပါ၏တရားသဖြင့်စီရင်ဆုံးဖြတ်ခြင်းမရှိပါ မတရားသောသူတို့သည်ဖြောင်းမတ်သောသူတို့ကို ဝိုင်းသောကြောင့်မတရားသဖြင့်စီရင်ဆုံးဖြတ်ကြပါ၏တစ္ဆာပြတ်သောသူတို့ကြည့်ရှုစင်ကျင်၍အလွန်မှိုင်းတွေကြလော့เจ้าหมู่กาตินโดอาตุรบาปะญญ์นดอเลตินโดมะยงดออหมู่โกตินโดละแทกาละ၌งาปิ่อิ ပြင်းထန်လင်းမြန်သော ခလဒဲအမျိုးကိုငါနှိုးစော်၏ကိုမပိုင်သောနေရာအရက်တို့ကိုသိမ်းယူခြင်းကမြေတပြင်လုံး၌ခြိသွားကြလိမ့်မည်လွန်ကြောက်မဲ့ပွဲသောသူဖြစ်၍ကိုယ်လိုလျောက်တရားစီရင်ဆုံးဖြတ်ကြ၏သူတို့၏မြင်းသည်ကြသစ်ထက်လင်းမြန်၏ညာ၌လည်သော တောခွေးတဲ့ကြံတန်း၏မြင်းစီသူရဲတို့သည် အဝေးကလာ၍ခုံကြလိမ့်မည်အကောင်ကို ကိုက်စားခြင်းကလင်းမြန်သောရွှေလင်းတာကဲ့သို့ပြန်လာကြလိမ့်မည်။သူတို့အပေါင်းတို့သည်ညင်းဆဲခြင်းကလာကြ၏။ရှေးတို့သာမျက်နာပြုတ်သော အလုံးရင်ဖြစ်၍ဖမ်းမိသောသူတို့ကိုတဲလုံးနှင့်အမျှစုဝေးစေကြလိမ့်မည်။ရှင်ဘရင်တို့ကို အာမနာမင်းများတို့ကို ပြည့်ရည်ပြုကြလိမ့်မည်။ရဲတိုက်ရှိသည်များတို့ကိုကဲ့ရက်လျက်မြေမှုန့်ကို ပုံထား၍တိုက်ယူကြလိမ့်မည်။ ထို့နောက်သူတို့သည်သဘောပြောင်းလဲလျက်လွန်ကျူး၍အပြစ်ခံရကြလိမ့်မည်မိမိတို့တကိုးသည်မိမိတို့ဖျားဖြစ်လေသည်တကားအိုထာရဖျားကျွန်ုပ်၏ဖျားသခင်တန်ရှင်းတော်မူသောဖျားကိုတော်သည်နှိဆထာရတီတော်မူသည်မဟုတ်လောသို့ဟုတ်လျင်အကျွန်ုပ်တို့သည်တေခြင်းနှင့်ကင်းလွတ်ကြပါမည်အိုထာရဖျားအကျွန်ုပ်တို့ကိုစစ်ကြောစေခြင်းကသူတို့ကိုခန့်ထားတော်မူပြီးအို ကြောက်ထရန်ဆုံးမစေခြင်းကသူတို့ကိုနေရာချတော်မူပြီးကိုတော်သည်ဒူးစရိုက်ကိုကြည့်ရှုတော်မူမူတန်ရှင်းသောမျက်စိရှိတော်မူ၏အာရမအမှုကိုကြည့်ရှု၍နေတော်မူမူတတ်ပါတို့ဖြစ်၍သစ္စာပြတ်သောသူတို့ကိုအဘဲကြောင့်ကြည့်ရှု၍နေတော်မူသည်နိအာရမလူသည်မိမိတဲ့ဖြောင့်မတ်သောသူကိုကြိုက်စားသောအခါဘဲကြောင့်တိတ်ဆိတ်စွာနေတော်မူသည်နိ လူတော်ဝါတို့ကိုလည်းပင်လေငါကဲ့သို့၎င်းမင်းမရှိသောပိုးကောင်ကဲ့သို့၎င်းအဘဲကြောင့်ဖြစ်စေတော်မူသည်။ယန္တုသည် သူတို့အပေါင်းတို့ကိုငမြားနှင့်မြားလျက်ကွန်နှင့်အုပ်လျက်ပိုက်နှင့်လောင်လျက်ဝမ်းမြောက်ရှင်လန်းတတ်၏။မိမိကွန်အားရစ်ပူဇော်၍မိမိပိုက်အားနန္တာပေါင်းကိုမိရှို့တတ်၏။အကြောင်းမူကားထိုတစားအားဖြင့်ဥစ္စာရတတ်၍ဝါစွာစားရ၏။ တို့ဖြစ်၍သူသည်ပိုက်ကွန်တဲကငါတို့ကိုတွန်လောင်းရပါမည်လောလူအမျိုးမျိုးတို့ကိုမနှမျောဘဲအစဉ်လှုပ်ကြံရပါမည်လောဟဘကုတ်အနာဂတိကျမ်းအခန်းကြီး1ငါသည်ငါလင့်စဉ်ပေါ်မှာရက်လျက်ရဲတိုက်၌အမြဲနေလျက်ငါအာအဘယ်သို့မိန့်တော်မူသည်ကို၎င်းအပြစ်တင်လျက်အဘယ်သို့ပြန်လျှောက်ရမည်ကို၎င်းငါစောင့်၍နေစဉ်တွင်ထာဝရဖျားကလည်းဖတ်တော်သူသည် ြေးလျက်ဖတ်နိုင်အောင်ဗျာဒိတ်ယူပါယုံကိုတင်ပုံးပေါ်မှာ အခရာတင်၍ရေးမှတ်တော့ထိုယူပါယုံသည်ချိန်ချက်သောအချိန်နှင့်ဆိုင်၍အမှုကုံရသောကာလကို ဆိုလို၏ဘုဒ္ဓနှင့်ကင်းလို့၏ဆိုင်းတော်လဲမျောလင်းတော့နောက်မကြပဲဧကံအမှန်ရောက်လိမ့်မည်စိတ်မြင့်သောသူသည်သဘောမဖြောက်ဖြောင်းမတ်သောသူမူကားမိမိယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည် ထိုမှတစ်ပါးစပြည့်ရည်နှင့် ်ပျော်မွေ့သောသူသည်တစ္ဆာပြတ်တတ်၏မာနထောင်လွားသောသူသည်ကိုနေရ၌မနေနိုင်ဘဲမိမိလောဘကိုမရဏနိုင်ငံကဲ့သို့ကျေစီလျက်သေမင်းကဲ့သို့မပြေနိုင်သောစိတ်ရှိလျက်တိုင်းသူ နိုင်ငံသားအမျိုးမျိုးအပေါင်းတို့ကိုမိမိထံသို့ဆွဲငင်၍စုဝေးစေ၏ထိုသူအပေါင်းတို့သည်သူတစ်ဖက်၌ပုံစကားနှင့်ကဲ့ရက်သော နမိတ်စကားကိုသုံးဆောင်လျက် ိုမပိုင်သောဥစ္စာကို စီးပူးသောသူသည်အမင်္ဂလာရှိဘယ်မြကာလပတ်လုံးကိုအပေါ်မှာကျွေးများကို တင်စီပါလိမ့်မည်နည်းဟု မွတ်ဆိုကြမည်မဟုတ်လောတင့်ကိုကြိုက်သောသူတို့သည်ချက်ချင်းထကြမည်မဟုတ်လောနှောက်ရက်သောသူတို့သည်နိုးကြမည်မဟုတ်လောတင်သည် သူတို့လူယူရာ ဖြစ်လိမ့်မည်တင်သည် များစွာသော လူမျိုးတို့ကို လူယူသောကြောင့်ကြံကျွင်းသောလူမျိုးအပေါင်းတို့သည် တင့်ကိုလူယူကြလိမ့်မည်လူအသက်ကိုတတ်သောအဖြစ်ပြည်သူမြို့သားအပေါင်းတို့ကိုညှင်းဆဲသောအဖြစ်ကြောင့်ပြုကြလိမ့်မည်မိမိအတိုက်ကိုမြင့်သောအရ၌တင်၍ဘေးဒဏ်လက်မှမိမိလွတ်စေခြင်းကမကောင်းသောအရမစီးပွားကိုမိမိအမျိုးအဖို့ရှာသောသူသည်အမင်္ဂလာရှိတင်သည် လူများတို့ကိုလှုပ်ကြံသောအဖြစ်ကိုယ်အမျိုးကိုအဆက်ကွဲစေခြင်းကကြံစီ၍ ကိုယ်အသက်ကိုပြစ်မှားပြီးကဲစင်စစ်ကြောက်တလုံးသည် ကြောက်ထရန်တဲကဟစ်ခွန်၍ထုတ်တချောင်းသည်တသားစုတဲကထူးလေ၏လူအသက်ကိုတတ်သောအပြစ်နှင့် ရွာကိုတီသောသူအရမအမှုနှင့်မြို့ကို ခိုင်ခန့်စေသောသူသည်အမင်္ဂလာရှိလူများတို့သည်မိထဲမှလှုပ်ဆောင်၍အမျိုးမျိုးတို့သည်ချီနီသောအမှု၌ပင်မန်းစီခြင်းကကောင်းငင်ဖို့ခြင်းအရှင်ထာဝရဖျား စီရင်တော်မူပြီးအကြောင်းမူကားပင်လေရည်သည်မိမိနေရာကို လွမ်းမိုးတကဲ့သို့ရည်ကြီးသည်ထာဝရဖျား၏ဘုံတော်ကိုတည်ကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်မိမိအိမ်နီးခြင်း၌အဝတ်အချီးစီးရှိခြင်းကိုမြင်လို၍သူကိုရင်မှုစေခြင်းကတေရီတေရက်ကိုလောင်း၍တောက်စေတော်သူသည်အမင်္ဂလာရှိ၏တင်းသည်အဒရေပြည့်၏အဆက်ကွဲခြင်းနှင့်ဝါလိမ့်မည်ကိုယ်တိုင်တောက်၍အဝတ် ချွတ်ချင်းကိုခံရလိမ့်မည်။ထာဝရဖျား၏လက်ရလက်တော်၌ရှိသော ဖလားသည်တင်းစီသို့ရောက်၍ယွန်ရှာပွေသောအော့အန်ချင်းသည်တင်းအသရေကိုလွမ်းမိုးလိမ့်မည်။လေဗနုန်တောင်ကိုအနိုင်ထက်ပြုသောအဖြစ်လိပ်ဆံများကိုကြောက်မက်ပွေသောအချင်းအရာနှင့် ဖြက်စီးသောအဖြစ်သည်တင်းကိုလွမ်းမိုးလိမ့်မည်။လူအသက်ကိုတတ်သောအဖြစ် ပြည်သူမျိုးသားအပေါင်းတို့ကိုညှင်းဆဲသောအဖြစ်ရှိ၏ထုလုတ်သော ရုတ်တုသည်အဘယ်အကျိုးကို ပေး၍လက်သမားသည် ထုလုတ်ရသည်။သွန်းသောရုတ်တုနှင့်မိစ္ဆာဆရာသည်အဘယ်အကျိုးကိုပေး၍လှုပ်သောသူသည်မိမိအလုတ်ကိုမိခိုလျက်စကားအသောရုတ်တုတို့ကိုလှုပ်ရသည်။တစ်သားအားနိုးတော်မူပါဟု၍၎င်းစကားအသောကြောက်အား ထတော်မူပါဟု၍၎င်းဆိုတော်သူသည်အမင်္ဂလာရှိ၏ထိုရာသည်တွင်တင်လိမ့်မည်လောရွှေငွေနှင့်မောမှန်လျက်ရှိ၏အတွင်း၌အသက်အရှင်မရှိပါတကားထာဝရဘုရားမူကားတန်ရှင်းသောဗိမာန်တော်၌ရှိတော်မူ၏မြေကြီးသားအပေါင်းတို့ ရှိတော်၌ညီဝတ်စွာနေကြလောအဘဂုတ်အနာဂတိကျမ်းခန်းကြီး၃ proper habakou e patana saka di hu do shi jo nout ta chin ိုထောက်ရဖျားအကျွန်ုပ်ဒီကိုတော်ဤဗျာဒိတ်တော်တန်ကိုကြား၍ကြောက်ရွံ့ပါပြီ။အိုထောက်ရဖျားယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ယခုနှစ်များအတွင်းတွင်ထင်ရှားစေတော်မူပါ။အမျက်ထွက်တော်မူတော်လဲဂယုဏတရားကိုအောင်းမေတော်မူပါ။ဖျားသခင်သည်တေမန်မျိုးမှ၎င်း။တန်ရှင်းသောဖျားသည်ပါရန်တောင်မှ၎င်းကြွတော်မူ၏။ဘုံတော်သည် ိုးကောင်းငင်နှင့်ဖုံးအုပ်လျက်မြေကြီးသည်ဂုံအန္တရီတော်နှင့်ပြည့်စုံလျက်ရှိ၏ဆင်းရောင်တော်သည် နေရောင်ကဲ့သို့ဖြစ်၏လက်တော်မှရောင်ကြီးသည် ထွက်၍ဘုံအာနုဘော်တော်ကိုကွဲကားလေ၏ရှေတော်၌ကာလနာဘေးသည်တွာ၍ပူလောင်ခြင်းဘေးသည်ခြေတော်ကိုခြံရန်လျက်ရှိ၏ရက်၍မြေကြီးကို တိုင်းတော်မူ၏ကြည့်ရှု၍လူမျိုးတို့ကို တုံလုံးစေတော်မူ၏ ဆင်းမြဲတည်သောတောင်တို့သည်ကျိုးပဲ့၍ထာရကုံယိုတို့သည်ညွန့်ကြ၏ထာရလန်းတို့ကိုကြွတော်မူ၏ကုရှံပြည်၌တဲတို့သည်ဆင်းရဲခံခြင်းမိဒရန်ပြည်၌ကလကာတို့သည်လှုပ်ရှားခြင်းကိုငာမြင်၏အိုထာရဖျားကိုတော်သည်ကေတင်ယာမြင်းယထာတော်ကိုစီးတော်မူမိအကြောင်းမြစ်တို့ကိုအမျက်ထွက်တော်မူသလောမြစ်များတစ်ဖက်၌စိတ် ထတော်မူသလောပင်လေကိုရံညိုးဖွက်တော်မူသလောကိုတော်သည် အမျိုးနွယ်တော်တို့၌ထားတော်မူသောတစ္ဆာကလေးရှိသည့်အတိုင်းလေးလက်နက်တော်ကို ထုတ်ပြတော်မူ၏မြေကြီး၌မြစ်တို့ကိုပေါက်စေတော်မူ၏တောင်တို့သည်ကိုတော်ကိုမြင်၍တုန်လှုပ်ကြပါ၏ရှန်သောရေသည် လွမ်းမိုးပါ၏ပင်လေသည် အော်ဟစ်၍လက်ကိုချီပါ၏ နေနှင့်လာသည်မိမိတို့နေရာ၌ရက်၍နေပါ၏သူတို့အလင်း၌မြားတော်တို့သည်တွား၍သူတို့ရောင်ကြီး၌လှံတော်သည်လည်းလျက်စစ်ပြတ်ပါ၏အမျက်တော်ထွက်၍တပြည်လုံးခြီသွား၍ဒေါသစိတ်နှင့်လူအမျိုးမျိုးတို့ကိုနင်းနယ်တော်မူ၏ကိုတော်ဤလူတို့ကိုကယ်တင်ခြင်းကိုတော်ပေးတော်မူ၍ဘိသိက်ခံသောသူတို့ကိုကယ်တင်ခြင်းအလို့ငါထွက်ကြွတော်မူ၏အာရမလူဤအိမ်၌ ဥကောင်းကိုနှိပ်ဆက်၍မူလအမြစ်ကို လေပင်တိုင်အောင်ပယ်ရှင်းတော်မူ၏ဘုံမင်းတို့ဤဥကောင်းကိုမြားတော်တို့နှင့်ထုတ်ချင်းခက်ထိုးတော်မူ၏ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းကလေပင်မှုန်တိုင်းကဲ့သို့တိုက်ကြပါ၏ဆင်းရဲသားတို့ကို အမတ်တမတ်ကိုက်စားမိအကြံရှိတဲ့ကဲ့သို့ဝမ်းမြောက်ကြပါ၏ကိုတော်သည်မြင်းတော်များကိုစီး၍ရေဟုံးဟုံးမြည်သော ပင်လေအလေတို့ခြီသွားတော်မူ၏ བྱ ာရိတ်တော်တန်ကိုငါကြားသောအခါရင်၌လှုပ်ရှားခြင်း မေးခိုင်ခြင်းအယိုးဆွေးမြေ့ခြင်းတကိုယ်လုံးတုန်လှုပ်ခြင်းရှိအကြောင်းမူကားအမှုရောက်သောနေ့လှုပ်ကြံသောသူသည်ငါ၏လူမျိုးကို တိုက်လာသောနေ့တိုင်အောင်ငါသည် နေရရမည်သင်မောတဖမ်းပင်မပွင့်ရစပစ်ပင်မတီးရ တန်လွင်ပင်ဤခြေစူးကိုမျောလင်း၍မခံရလေတို့သည်အသီးအနှံကိုမပေးရတိုးကြံ၌တိုးကုံ၍တင်းကုံ၌နွားမရှိရသို့တော်လေထာဝရဖျား၌ငါဝမ်းမြောက်၍ငါကိုကဲ့တင်တော်မူသောဖျားသခင်ကိုအမိပြုလျက်ရှင်လန်းမည်အရှင်ထာဝရဖျားသည်ငါ၏စွမ်းတတိဖြစ်တော်မူ၏ငါခြေကိုတမင်ခြေကဲ့သို့ဖြစ်စေ၍ငါဤမြင့်ရာအရက်ပေါ်မှာငါကိုနေရာချတော်မူမည် စေဖနိအနာဂတိကျမ်းအခန်းကြီး1ယူရရှင်ဘရင်အာမုံသားယောရှိမင်းလက်ထက်ရှိဇကိအာမရိဂေဒလိတို့မှဆင်းသက်သော ကုရှိတာစေဖနိတို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကားပြည်တပြည်လုံး၌ရှိလေသမျှတို့ကိုအကုန်စင်ငါတုတ်တင်ပယ်ရှင်းမည်ဟုထာဝရဘုရားမိန့်တော်မူ၏လူနှင့်တိရစ္ဆာန်တို့ကိုပယ်ရှင်းမည်ဘူးကောင်းငင်ငှက်နှင့် ပင်လေငါတို့ကို၎င်းအရမလူတို့နှင့်တကွပြမားစရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်မြေတပြင်လုံး၌ရှိသော လူတော်ဝါတို့ကိုလည်းငါပယ်ရှင်းမည်ဟုထာဝရဖျားမိန့်တော်မူ၏ယူရပြည်သူယေရုရှလင်မြို့သားအပေါင်းတို့ကိုငါတိုက်၍ဤရက်၌ကြံကျွင်းသောဘာလဖျား၏တပြည့်တို့နှင့်ယေဘရောဟိတ်အမျိုးမျိုးတို့ကို၎င်းကောင်းငင်တစားများကို အိမ်မိုးပေါ်မှာကိုးကွယ်တော်သူထာဝရဘုရားနှင့်မလခံဘုရားကို တိုင်တယ်လျက်ကျင်းစုကိုးကွယ်တော်သူတို့ကို၎င်းထာဝရဘုရား၏နောက်တော်သူမလိုက်ဆုတ်သွားတော်သူထာဝရဘုရားကိုမရှာဖွေမမေးမြန်းတော်သူတို့ကို၎င်းငါပယ်ရှင်းမည်အရှင်ထာဝရဘုရား၏ရှေ့တော်၌ငြိမ်ဝတ်စွာနေကြလော့ထာဝရဘုရား၏နေနေပြီထာဝရဘုရားသည် မိမိရစ်ပွဲတော်ကိုပြင်ဆင်၍ပွဲဝင်သောသူတို့ကိုတန့်ရှင်းစေတော်မူပြီးသာရဖျားပွဲခံတော်မူသောနေ့၌မင်းများဆွေတော်မျိုးတော်များနှင့်ထူးခြားစွာဝတ်တော်သူများအပေါင်းတို့ကိုငါစစ်ကြောမည်သူတို့ဘာအိမ်တကားခုံကိုကြော်၍အနိုင်ထက်ပြုခြင်းလှည့်စားခြင်းအပြင်ရသောဥစ္စာနှင့်မိမိသခင်၏အိမ်ကိုပြည့်စေတော်သူ အပေါင်းတို့ကိုလည်းထိုနေ့၌ငါစစ်ကြောမည် ထာဝရဘုရားမိန်တော်မူသည်ကားထိုနေ့၌ငါတကားဝမှာအောဟစ်တံကို၎င်းဒုတိယမြို့၌ငိုကြွေးမြည်တန်းတံကို၎င်းတောင်ရိုး၌ပြင်းစွာချိုးဖြက်တံကို၎င်းကြားရ၏မတ်တေရှအယက်သားတို့ငိုကြွေးမြည်တန်းကြလော့ကုံတဲ့အပေါင်းတို့သည် ပြတ်ကြပြီးဝေကိုဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီးထိုကာလ၌ငါသည်မိကွက်ကိုကန်၍ယေရုရှလင်မြို့ကိုစစ်ကြောမည် ထာဝရဘုရားသည်ဂျေဇူးကိုလည်းမပြုအပြစ်ကိုလည်းမပေးဟုအောင်းမေလျက်မိမိတို့အနေအဖက်ပေါ်၌နေရာကျသောသူတို့ကိုငါစစ်ကြောမည်ထိုသူတို့၏ဥစ္စာကိုသူတို့ဘာလူယူ၍သူတို့၏နေရာသည်လူစိတ်ညံလျက်ရှိလိမ့်မည်အိမ်ကိုစောက်တော်လည်းမနေရကြစပြစ်ဥယင်ကိုစိုက်တော်လည်းစပြစ်ရေကိုမတောက်ရကြထာဝရဘုရား၏နေကြီးနေပြီနေပြီအလင်းမြန်လာ၏ သာရဖျားဤနေတည်င်းသည် နား၌ခါဤထိုနေ၌သူရဲသည်အော်ဟစ်လိမ့်မည် ထိုနေသည်အမျက်ထွက်သောနေ့ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့တုတ်တင်ပယ်ရှင်ဖြက်စည်းရာနေ့အလင်းကွယ်၍မှောင်မိုက်သောနေ့ဘို့အုပ်၍ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့ခိုင်ခန့်သောမြို့မြင့်သောရဲတိုက်တို့တစ်ဖက်၌တဘိုးမှုတ်၍ကျွေးကြော်ရာနေ့ဖြစ်၏ သူတို့သည်ထာဝရဘုရားကိုပြမာသောကြောင့်သူတို့ကိုငါညှင်းစေသဖြင့်မျက်စိမမြင်သောသူကဲ့သို့သွားကြလိမ့်မည်သူတို့အသွေးကိုမြေမှုန့်ကဲ့သို့တွန်း၍အသားကိုလည်းမစင်ကဲ့သို့မှတ်ကြလိမ့်မည်ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌သူတို့ရွှေငွေသည်သူတို့ကိုမကယ်တင်နိုင်ရာဒေါသအမျက်တော်မီသည်တပြည်လုံးကိုလောင်လိမ့်မည်ပြည်သူပြည်သားအပေါင်းတို့ကို အလင်းအမြန်စီရင်၍ အကုန်စင်တုတ်တင်ပယ်ရှင်းတော်မူလိမ့်မည်ဇေဖနိအနာဂတ်တိကျမ်းအခန်းကြီး2အရှက်မရှိသောအမျိုးသားတို့ကိုကိုစစ်ကြောကြလော့အမိန်တော်အတိုင်းမစီရင်တင်တို့အချိန်ဒီဖွဲခဲ့သူမလွန်ထာဝရဖျားဤပြင်းစွာသောအမျက်တော်သည်တင်တို့အပေါ်သို့မရောက်ထာဝရဖျားဤအမျက်တော်နေသည်တင်တို့အပေါ်သို့မရောက်မီကိုကိုစစ်ကြောကြလော့တရားတော်အတိုင်းကျင့်၍ စိတ်နှိမ်ချသောပြည်သူပြည်သားအပေါင်းတို့ထာဝရဘုရားကိုရှာကြလော့ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ်ချခြင်းကိုလည်းရှာကြလော့ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌သင်တို့သည် ပုံရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်အကယ်စင်စစ်ဂါဇာမြို့သည်စွန့်ပြစ်ရာ အာရှကေလုံမြို့သည်တုတ်တင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်အာဇုံမြို့သားတို့ကိုမွန်းတဲ့အချိန်၌နှင်ထုတ်၍အေဂျုံမြို့ကိုလည်းဖြိုဖျက်ကြလိမ့်မည် အိုပင်လေကန်းနာမှာနေသောခေရတိအမျိုးသားတို့တင်တို့တဖက်၌ထာဝရဘုရား၏နှုတ်ကပတ်တော်ရှိ၏။အိုဖိလိတိလူနေရာခါနန်ပြည်တင်၌အဘယ်သူမျမနေစေခြင်းကငါတုတ်တင်မည်။ပင်လေကန်းနာအရက်သည်ကြက်စားရာနိုရိမီကိုရာတိုးကြံလှုပ်เสียဖို့ဖြစ်လိမ့်မည်။ပင်လေကန်းသည်လည်း ြံကျွင်းသော ယူဒအမျိုးသားတို့အဖို့ဖြစ်၍သူတို့သည်ထိုအရ၌ကြက်စားကြလိမ့်မည်ညအချိန်၌လည်းအရှာကေလုံမြို့ယာအိမ်တို့၌အိယာကြလိမ့်မည်သူတို့ဤဖျားသခင်ထာဝရဖျားသည်သူတို့ကိုအချိရှုကြွလာ၍တိမ်သွာခြင်းဘေးကိုပယ်ရှင်းတော်မူလိမ့်မည်မောဘအမျိုးသားနှင့်အမုံအမျိုးသားတို့သည် ငါဤလူမျိုးကိုကဲ့ရဲ့အပြစ်တင်၍ငါဤလူနေရာတစ်ဖက်၌ဝါကြွားသောစကားကိုငါကြားပြီးတို့ဖြစ်၍ဣတရေလအမျိုးဤဖျားသခင်ကောင်းငင်ဘုကြီးအရှင်ထာဝရဖျားမိန်တော်မူသည်ကားမောဘပြည်နှင့်အံမုံပြည်သည်တောရုံမျိုးနှင့်ဂေါမောရာမျိုးကဲ့သို့စူးပင်ပေါက်သောအရက်စားချက်ဖို့မြေတူးရာအရက်စင်မြဲပျက်စီးရာအရက်ဖြစ်၍ကြံကျွင်းသောငါဤလူငါဤအမျိုးသားတို့သည် လူယူသိမ်းစားကြလိမ့်မည်ထိုသူတို့သည် မာနကြီးသောသူဖြစ်၍ကရက်လျက်ကောင်းငင်ပူကြီးအရှင်ထာဝရဖျားဤလူမျိုးတစ်ဖက်၌ဝါကြွားသောကြောင့်ထိုတို့သောအပြစ်ကို ခံရကြလိမ့်မည်ထာဝရဖျားသည်သူတို့တစ်ဖက်၌ကြောက်မက်ဖွယ်ဖြစ်၍လောကီဖျားရှိသည်များတို့ကို အငတ်ထားတော်မူလိမ့်မည်တပါးမျိုးသားနေရာကျွန်ရှိသည်များတို့သည်အတိအသေးမိမိတို့အရက်၌ ရှ िख ိုးကြလိမ့်မည်။အိုကုရှပြည်သားတို့တင်တို့သည်လည်းငါဓာဖြင့်အသေးခံရကြလိမ့်မည်။မြောက်မျက်နာကိုလည်းတိုက်၍အာရှုရိပြည်ကိုဖျက်ဆီးတော်မူမည်။နိနဝေမြို့ကို လူစိတ်ညံရာရက်လွင်ပြင်ကဲ့သို့တွေးချောက်တော်အရက်ဖြစ်စေတော်မူမည်။မြို့အလယ်၌တိုးစုများနှင့်တပါအမျိုးသားရဲအပေါင်းတို့သည်အိတ်ကြလိမ့်မည်။ ဝန်ပိုနှင့်ရှူတို့သည် တကားထုံ၌နေရာကြ၍ဘရင်ပေါင်း၌ညီကြလိမ့်မည်တကားကုံတို့သည် လူစိတ်ညံလျက်အာရတိတာ၌အပြောက်ပယ်ရှင်းလျက်ရှိလိမ့်မည်ထိုမျိုးကငါရှိငါမတပါအဘယ်သူများမရှိဟုဆိုလျက်တောကနှင့်ကင်းလွတ်၍ဝမ်းမြောက်လျက်နေဘူးသောမျိုးဖြစ်ပါသည်တကားယခုမှတုတ်တင်ပယ်ရှင်းရာตาเยไอ้ยาอะแยဖြစ်ပါသည်တကား ရှောက်သွားသောသူအပေါင်းတို့သည်ကဲ့ရဲ့တံကိုပြုတ်၍လက်ဖျားခါကြလိမ့်မည်ဇေဖနိနာဂတိကျမ်းအခန်းကြီး3ဆန့်ကျင်ဘက်ပြုတ်၍ညဉ်ညူးလျက်ညင်းစဲတတ်တော်မျိုးသည်အမင်္ဂလာရှိ၏နှုတ်ကပတ်တော်အတံကိုနားမထောင်ဆုံးမတော်မူခြင်းကိုမခံထာဝရဖျားကိုမခိုလိုမိမိဖျားသခင်ထံတော်သို့မချင်းကပ်မြို့အလယ်၌မင်းများတို့သည်ဟောက်တော်ချင်းသည့်ဖြစ်ကြ၏တရားသူကြီးတို့သည်နနက်တိုင်အောင် ဘယ်ရာကုန်မြမချံမထားညာ၌လှဲ့လေတက်သော တောခွေဖြစ်ကြ၏ပရောဖက်တို့သည်လျက်ပေါ်တော်သူတစ္ဆာပြတ်တော်သူဖြစ်ကြ၏ယေဘရောဟိတ်တို့သည်တန်ရှင်းရာဌာနတော်ကိုညှဉ်းညူးစေ၍တရားတော်ကိုလည်းရှုံချကြ၏သို့တော်လည်းထာဝရဘုရားသည်မြို့အလယ်၌တရားသဖြင့်ပြုတော်မူ၏အတရားသောအမှုကို ပြုတော်မူမူနနက်အစဉ်အတိုင်းမိမိဖြောင့်မတ်ကြောင်းကို မချွတ်မယွန်းပေါ်ပြတော်မူ၏သို့တော်လည်း အာရမလူတို့သည်ရှက်ကြောက်ခြင်းမရှိကြ လူအမျိုးမျိုးတို့ကိုငါပယ်ဖြတ်၍သူတို့ရဲတိုက်များကိုဖျက်ဆီးလေပြီလန်တို့၌အဘယ်သူမျမတော်မလာစီခြင်းကလူစိတ်ညံစီပြီမျိုးတို့ကိုလည်းလူတစုံတယောက်မျှမနေစီခြင်းကဖျက်ဆီးလေပြီထိုအခါငါကအကယ်စင်စစ်ဤမြလောက်ငါဆုံးမပြီးမှတင်းသည် ိုနေရာကိုမပယ်ရှင်းစေခြင်းကငါ့ကိုကြောက်ရွံ့၍နီးခံလိမ့်မည်ဟုဆိုတော်လဲသူတို့သည်စူးစား၍မှားယွန်းသောအကျင့်ကိုသာကျင့်ကြ၏သို့တော်လဲထာဝရဘုရားမိန်တော်မူသည်ကားဖန်စီလူရက်ချင်းကငါမထမီတိုင်အောင်ငါ့ကိုငန့်လင့်ကြလော့တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကိုစုဝေးစေ၍ငါအမျက်ငါဒေါသအရှင်ကိုအကုန်စင်သွန်လောင်းမည်ဟုငါအကြံရှိ၏ ငါဒေါသမီးသည်မြေတပြင်လုံးကိုလောင်လိမ့်မည်။ကယ်စင်စစ်လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏အမှုတော်ကိုတညတညွတ်တည်းဆောင်ရွက်မည်အကြောင်းနာမတော်ကို ပထနာပြုစေခြင်းကတန်ရှင်းသောဘာသာစကားကိုသူတို့အားငါပြန်ပေးမည်။ကုရှပြည်၏မြစ်တို့တစ်ဖက်အရရ၌ကွဲပြားလျက်နေသောငါ၏လူမျိုးသူတို့သည်ငါကို တောင်းမှန်သော သူတို့သည်ငါအဖို့ပူဇော်တကားကို ဆောင်ခဲ့ကြလိမ့်မည်။ ငါကိုပြစ်မှားသောအပြစ်များကြောင့်ထိုအခါတင်းသည်အဆက်ကွဲခြင်းကိုမခံရတင်းဤဂုံအတရေကြောင့်ဝါကြွားသော သူတို့ကိုတင့်အလယ်၌ငါပယ်ရှားမည်တင်းသည်လည်းငါဤတန်ရှင်းသောတောင်ကိုအမိပြု၍နောက်တဖန်မာနမထောင်လွှားရနှိမ်ချဆင်းရဲသောအမျိုးကိုတင့်အလယ်၌ငါခြံထားမည်ထိုသူတို့သည်ထာဝရဘုရား၏နာမတော်ကိုခိုလုံကြလိမ့်မည် ြံကျွင်းသောဣတရေလအမျိုးသားတို့သည် မတရားသောအမှုကိုမပြုရကြမူတာမပြောရကြသူတို့နှုတ်၌လှဲ့စားတတ်သောရှာမရှိရဘယ်သူမျှမကြောက်စေဘဲစားတော့လျက်အိတ်လျက်နေရကြလိမ့်မည်။အိုဇိယုန်တို့သမီးတချင်းဆိုလော့အိုဣတရေလအမျိုးကျွေးကြော်လော့အိုယေရုရှလင်တို့သမီးစိတ်နှလုံးအကျွင်းမဲ့ဝမ်းမြောက်ရွှင်လန်းလော့ထာဝရဖျားသည်တင်ဤအပြစ်ဒဏ်တို့ကိုပပျောက်စေ၍ တင်းဤရန်သူတို့ကိုပယ်ရှားတော်မူပြီးဣတရေလအမျိုးဤရှင်ဘရင်ထာဝရဘုရားသည်တင့်အလယ်၌ရှိတော်မူ၏တင်းသည်နောက်တဖန်ဘေးဥပန်းနှင့်မတွေ့မကြုံရမစိုးရိမ်နှင့်ဟုယေရုရှလင်မြို့အား၎င်းလက်အားမလျော့စေနှင့်ဟုဇီးအောင်တောင်အား၎င်းထိုအခါဆိုရ၏တင်းဤဘုရားသခင်ထာဝရဘုရားသည်တင့်အလယ်၌ရှိတကိုးကြီးသောဖျားသည်တင့်ကိုကဲ့တင်တော်မူလိမ့်မည် ်သင်၌အားရ၍ဝမ်းမြောက်တော်မူလိမ့်မည်ချက်ချင်းမေတ္တာ၌ကျင်းဝတ်၍တခြင်းဆိုခြင်းနှင့်တကွသင်၌ဝမ်းမြောက်တော်မူလိမ့်မည်ကဲ့ရဲ့ခြင်းဝင်ကိုသင်ထမ်းရာအကြောင်းဒီဟုသောသင်နှင့်ဝေး၍ဓမ္မပွဲကိုမခံရဘဲညှိုးငယ်လျက်ရှိသောသူတို့ကိုငါစုဝေးမည်သင်ကိုညှင်းဆဲသောသူ အပေါင်းတို့ကိုထိုအခါငါစီရင်မည်နာသောသူကိုချမ်းသာပေးမည်နှင်ထုတ်ချင်းကိုခံရသောသူကိုသင်ဖွဲ့စေမည် ရှက်ကွဲခြင်းကိုခံရရာပြီးအရရတို့၌ချီးမွမ်းခြင်းဂုဏ်အတရေကိုပေးမည်ထိုကာလ၌သင်တို့ကိုတဖန်ငါဆောင်ခဲ့၍စုဝေးစေသဖြင့်သိမ်းသွားခြင်းကိုခံရသောသူတို့ကိုသင်တို့မျက်မှောက်၌တဖန်ဆောင်ခဲ့ပြန်သောအခါမြေကြီးသားအမျိုးမျိုးတို့တွင်ချီးမွမ်းခြင်းဂုဏ်အတရေကိုသင်တို့အားပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏ဒီကနေ့ဖတ်ရှုနားဆင်ခဲ့ရတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ အဘဂုတ်အနာဂတိကျမ်းအခန်းကြီး1မှ3နှင့်ဇေဖနိအနာဂတိကျမ်းအခန်းကြီး1မှ3အထိဖြစ်ပါတယ်။ကြားနာတော်သူအပေါင်းထာဝရဘုရားကောင်းကြီးပေးပါစေ။